အားလုံးမင်္ဂလာပါဒီနေ့18ရက်3လ2025ကနေစပြီးတော့မှာပဲ JLPT Samuel Fountain လို့ရပါပြီနောက်လ10ရက်နေ့ ठी ပါ Samuel ဖြေဖို့ကလည်း3လလောက်ပဲလိုပါတော့တယ် JLPT Samuel အတွက်အားလုံးလည်းပြင်ဆင်နေကြပြီလို့ထင်ပါတယ် and 5 and 4ဖြေမဲ့သူတွေဆိုလို့ရှိရင်လက်ရှိတင်နေတဲ့တင်နန်းကားစာတွေကိုတေချာလုပ်ပါလို့ပဲပြောချင်ပါတယ် ဒီနေ့ဗီဒီယိုမှာတော့ entry and 2 n1 ဖြေမဲ့လူတွေအထူးသဖြင့်ဂျပန်ရောက်နေပြီးတော့မှအလုပ်လုပ်နေတဲ့လူတွေတိတ်ပြီးတော့မှစာမလုပ်ဖြစ်တဲ့လူတွေစာလုပ်ချိန်တိတ်မရှိတဲ့လူတွေအခု founding ပြီးမှစာစားလုပ်မဲ့လူတွေအတွက်ကိုပဲအဓိကရည်ရွယ်ပြီးတော့မှပဲပြောထားမှာဖြစ်ပါတယ်ဂျပန်ရောက်လာတဲ့အခါမှာတော့အလုံးကအလုံးတစ်ဖက်နဲ့ဆိုလို့ရှိရင်တောင်းတန်ရောစာကြည့်ဖို့ကအချိန်မရှိပါဘူး။အဲဒါကြောင့်မလို့စာမလုပ်ဖြစ်တဲ့လူတွေလည်းများမယ်လို့ထင်ပါတယ်။တကယ်လို့9လပိုင်း JLPT စာမွေးဖြည့်မယ်အောင်လဲအောင်ခြင်းနဲ့ ဆိုလို့ရှိရင်တော့အခုတည်းကစာမလုပ်လို့ရှိရင်တော့မရတော့ပါဘူး။အဲဒါကြောင့်မို့လို့ဘယ်လိုစာအုပ်လေးနဲ့ဘယ်လိုလေ့လာရမလဲဆိုတဲ့ဟာလေးကိုအဓိကပြပြတော့မှာဖြစ်ပါတယ်။အဲဒီ၃လောက်တွင်မှာဘယ်လိုစာလေ့လာမလဲဆိုတာတော့တယောက်နဲ့တယောက်သူချင်းမှလည်းသူမှာပါ။ကျွန်တော်ဒီနေ့ပြောမှာတော့အားလုံးကိုးကားလို့ရအောင်ကြွက်ပါ။အဲကျွန်တော်အနေနဲ့ပထမဆုံးလုပ်စေချင်တာကတော့ဒီရဲ့မူကြီးရှိကံကို ဖြည့်စီချင်ပါတယ်။အဲစာအုပ်ကလည်းဒီစာအုပ်ကောင်းပါတယ်တော်တော်များများလည်းဒီစာအုပ်ကိုသုံးပါတယ်ကျွန်တော်လည်းအမြဲတမ်းမိတ်ဆက်ပေးနေပါတယ်အ စာအုပ်နာမည်ကတော့ဇတိုက်ကောကာကုနီဟွန်ကောနိုရိုကုရှိကန်ခန်းဇန်းမိုရှိအဲဒါတော့ N1 ပေါ့နော် N1 စာအုပ်ကိုနမူနာအနေနဲ့ပြောပြတာပါအဲဒီစာအုပ်မှာဆိုလို့ရှိရင် JLPT ရဲ့မိကောပုံစံ၃စုံစာပါပါတယ်ပထမဆုံး JLPT စာအုပ်ဝဲမိကောပုံစံအတိုင်းကိုပဲခန်းကြီးကော်ကြီး grammar တို့ guide ချောကိုင်းအတိုင်းကိုပဲ ဖြည့်ကြည့်ပါအဲဒီမေးခွန်းနံပါတ်1ကနေစဖြည့်ကြည့်ပါဖြည့်ဖြည့်ချင်းဖတ်ပြီးတော့မှဖြည့်ကြည့်ပါတကယ်လို့ဖြည့်နေရင်လည်းကိုမသိရစကလုံးလေးရှိလာလို့ရှိရင်တော့ဆုဆောင်းထဲမှာမှတ်ထားပါ မေးခွန်းနံပါတ်1ဖြည့်ပြီးသွားလို့ရှိရင် အနောက်မှာအဖြည့်ပါပါတယ်ဒီလိုအဖြေကိုပြန်တိုက်ကြည့်ပါ အဖြေပြန်တိုက်ပြီးရဲ့အခါမှာတော့အဖြေကဘာကြောင့်ဒီအဖြေဖြစ်ရလဲဆိုတဲ့ဖြေရှင်းချက်လည်းပါပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်စလုံးအစ်စ်တွေလည်းပါတယ်တို့ကြောင့်မလို့ကိုမတိတဲ့စကလုံးတွေကိုဒီမှာပဲပြန်ပြီးတော့စစ်ဆေးလို့ရပါတယ်မတိလို့ရှိရင်တစ်ခါတည်းမှတ်သွားပါ စကလုံးကိုမှတ်တဲ့အခါမှာအဓိကအနေနဲ့ဒီ၃ချက်ကိုမှတ်ထားပါစကလုံးရဲ့အတန်ထွက်စကလုံးရဲ့အဓိပ္ပာယ်စကလုံးကိုဘယ်နေရာမှာသုံးလဲစကလုံးတစ်လုံးကိုဒီ၃ချက်နဲ့မှတ်ထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတည်သွားမယ်အပြင်ကိုပဲဘယ်နေရာမှာသုံးရမလဲဆိုတာပို့တည်သွားပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီစကလုံးကိုပို့ပြီးတော့မှတ်မိသွားမယ်လို့ထင်ပါတယ်ဒီတိုင်းကိုပဲခန်းကြီးဂေါ်ကြီး grammar တွေကိုလည်းလေ့လာသွားပါအဲ့ဒီအတိုင်းကိုပဲအခန်းကြီးခေါ်ကြီး grammar ကိုမေးခွန်းတွေဖြေနေနေပဲလေ့လာသွားဖို့တော့ပြောချင်ပါတယ် ပြီးလို့ရှိရင်ဒိုကိုင်းအဲပြီးလို့ရှိရင်ဒိုကိုင်းဖက်ပါဒိုကိုင်းဖက်တဲ့အခါမှာလည်းလောစရာမလိုပါဘူးအေးစစ်စေးလေးနဲ့ဖြည်းဖြည်းချင်းစီဖက်ကြည့်ပါအဲမတိတဲ့စကလုံးတွေကိုပြန်ထုတ်ကြည့်ပါတချို့စကလုံးတွေကတော့မတိလဲရတဲ့ဟာဖြစ်ပေမဲ့လည်းဒါမဲ့ကိုတိလိုက်လို့ရှိရင်ပိုကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အကုန်လုံးမလိုက်တာတော့ပိုကောင်းပါတယ်ဒုတိယအကြိမ်ကိုလည်းပထမအကြိမ်လိုပဲဖြည်းဖြည်းချင်းစီဖြည့်ကြည့်ရင်းနဲ့ပဲမက်သွားပါလိလာသွားပါလို့တော့ပြောချင်ပါတယ် တတိယအကြိမ်ရောက်လို့ရှိရင် တော့ JLPT ပုံစံအတိုင်းကိုပဲအချိန်ကိုက်ပြီးတော့မှဖြည့်ကြည့်ပါ၃ချိန်လုံးဖြည့်ပြီးရလို့ရှိရင်အမှတ်လည်းတွက်လို့ရပါတယ်ဒီစာအုပ်ရဲ့အနောက်မှာအမှတ်တွက်ပုံတွက်နေပါပါတယ်သုံးချိန်လုံးဖြည့်ပြီးရခါမှာတော့ကိုယ့်ရဲ့ရမှတ်ကိုခန့်မှန်းကြည့်တွက်လို့ရပါတယ်။အဲ့ဒီချိန်မှာကိုကဘယ်နေရာမှာအားနည်းနေလဲ၊ဘယ်ဟာကိုပိုလေးလာရမလဲဆိုတာကိုသိပါလိမ့်မယ်။ဒီစာအုပ်ပြီးရလို့ရှိရင်တခြားစာအုပ်တွေလည်းအများကြီးရှိပါတယ်။ကျွန်တော်အနေနဲ့ကြံပေးရမယ်ဆိုလို့ရှိရင်တော့မေခွန်ဟောင်းလေးတွေကိုလုတ်စီခြင်းပါတယ်။မေခွန်ဟောင်းတွေကဒါမျိုးပါ မင်းဟောင်းဟောင်းနေရာအခုဆိုလို့ရှိရင်တော့28စုံလောက်တော့ရှိမယ်လို့ထင်ပါတယ်2010ရာနေ2024ထိမင်းဝန်းနေကိုဖြည့်ကြည့်ပါမေကွန်ဟောင်းနေမှာတော့မေကွန်ပါတယ်အနောက်မှာအဖြေပါပါတယ်ဒါပေမဲ့ဒီမှာတော့ဖြည့်ရှင်းချက်မပါပါဘူးဒါကိုလည်းခဏအတိုင်းဖြည့်ကြည့်ပြီးတော့မှပဲကိုမသိတဲ့စကလုံးတွေကိုပြန်ပြီးတော့မှတ်ကြည့်ပါ တနေ့နဲ့တနေ့မတူဘဲနဲ့စကလုံးအစ်စ်တွေကလည်းအများကြီးထွက်ပေါ်လာပါလိမ့်မယ်။ဒီ၃လအတွင်းမှာအဲ့ဒီစကလုံးအစ်စ်လေးတွေကိုပြန်ပြီးလေ့လာပြီးတော့မှလေ့ကျင့်ပါလို့တော့ပြောချင်ပါတယ်။ဒီ၃လအတွင်းမှာတော့ဒီစာအုပ်နဲ့မေခေါဟောင်းတဲ့တင်ကိုပဲတော်တော်လေးကိုအချိန်ယူရမယ်လို့ထင်ပါတယ်။တကယ်တော့အချိန်ပိုနေတယ်ဆိုလို့ရှိရင်တခြားလေ့ကျင့်လို့ရတဲ့စာအုပ်တွေလည်းအများကြီးရှိပါတယ်ဖြစ်နိုင်လို့ရှိရင်တော့လေ့ကျင့်ခန်းတွေမများလို့ပို့တော့ပြောချင်ပါတယ် ဒီဗီဒီယိုမှာတော့ JLPT Fountain ပြီးတော့မှပဲကြံတဲ့၃လအတွင်းမှာဘယ်လိုစာလေးလာရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပဲပြောပြသွားတာဖြစ်ပါတယ်။အစပိုင်းမှာပြောထားတယ်လို့ပဲစာလေးလာမှုလေ့လာနည်းတွေရလည်းအများကြီးရှိပါတယ်။အဲ့ဒီထဲမှာနီလန်တစ်ခုအနေနဲ့မိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်။အဲတည်ကျင်တာလေးရှိလို့ရှိရင် comment မှာရေးထားပေးပါဦး။အဲ၃လလောက်ပဲလိုတဲ့အတွက်ကြောင့်မလို့အားတဲ့ခြေနှိုင်းကို JRPG စာမွေးအတွက်လေ့ကျင့်ပါလို့တော့ပြောချင်ပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ် ဒီဗီဒီယိုကတခုခုအကျိုးရှိမယ်ဆိုလို့ရှိရင် like and share လုပ်ပေးပါအောင်เนาะကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ရလေလို့ရှိရင်လုပ်ပေးပါအောင်เนาะဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်